အာဆင်နယ်သင်းစီအန်ဒရီဘာတာခေါ်ဥပေးထားတဲ့ဟီဝီကိုကစားမှာ၃ယောက်ကျွန်တော်တို့အာဆင်နယ်တင်းကကစားသမားခေါ်တိုင်းနှိကွေးတယ်ကစားသမားတွေဒီຫນွေမာလဲရောက်မှမဟုတ်ပါဘူးအားလုံးကဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေကြရင်ဘာလို့လဲ၃ယောက်ရောက်လာပြီအရန်အတွက်ခေါ်တဲ့၂ယောက်နဲ့ အတင်းရဲ့ main line တစ်တွက်ခေါ်တဲ့ကစားမတစ်ယောက်စုပေါင်း၃ယောက်အားလုံးမျောလင်းဆောင်စားနေတဲ့တောင်မန်နဲ့တိုက်စစ်တော့မရောက်လာသေးဘူး။ဒါပေမဲ့အတင်းအတွက်လိုအပ်တဲ့နေရာလေးတော့ဖြည့်လိုက်တယ်လို့ပြောလို့ရတယ်။ဈေးနှုန်းအရရောအတင်းအတွက်အရေးပါတဲ့ကွင်းလင်ကစားမတောင်းတောင်းမီတယောက်ကိုဖြည့်လိုက်နိုင်တယ်ပြောလို့ရပါလေ။ကဲကျွန်တော်တို့ hiwi ကိုကစားမတတရမြောက်ကစားမနဲ့စလိုက်ရအောင်။တတရမြောက်ရောက်လာတဲ့ကစားသမားကတော့မနီးရည6နိုင်ခွဲနဲ့တည်င်းစထွက်ပြီးတော့မနခင်းတနိုင်တို့ AM ချိန်မှာ အဲ့ဂါလာအတူတွင်းလေးမှာ UO 17တန်းနဲ့အယောင်ဝင်ဖြစ်ွားခဲ့တဲ့ brand po ရဲ့ Christian Nokas Christian Nokas ဝင်လာတဲ့အချိန်မှာလာချင်းကောင်းလို့တော့မဟုတ်ဘူးသူ့မှာလည်းသူ့ဒုက္ခနဲ့သူဒီလိုကစားမအာဆင်စီပြောင်းကျင်တဲ့အာသက်တရောဖြစ်မယ်အာဆင်ရဲ့ရုပ်ပုံမှဖြစ်နေတာကတော့ပါတီအာဆင်ရဲ့တရားဝင်ထွက်ခွာပြီဆိုတဲ့တဲ့ကိုရိုမာလိုတင်လိုက်တဲ့အချိန်နဲ့သွားတိုက်ဆိုင်တယ်အဲ့ဆိုပါတီထွက်ခွာတာက Nokas ကြောင့်လို့လို့ နော်ကတ်ကိုခေါ်ရလို့ပဲပါတီကိုလက်လွတ်လိုက်တယ်လို့နဲ့အဲ့ချိန်မှာအလောင်းဝိဝါဒကွဲပြားသွားတယ်ကျွန်တော်လည်းပါတီထွက်ပြီဆိုတဲ့တင်ကို update တင်ရတာဖြစ်တော့အဲ့ချိန်မှာတေချာတော့အလောင်းကိုမရှင်းပြလိုက်နိုင်ဘူးအမှန်တကယ်တော့ဒီ30နှစ်ရွယ်ဒိမ့်မတ်သားကိုဂျော်ဂျီညိုတရားတက်ခေါ်တာဂျော်ဂျီညိုလိုမျိုးမလှုပ်မရှုပ်မပြုတ်ရန်ကုန်မှာထိုင်းနေုံမဲ့ဆိုတဲ့အဆင့်အတွက်ခေါ်တာဖြစ်တဲ့အတွက်ဈေးနှုန်းရတက်တာတဲ့လောက်ခရဆာရတက်တာတဲ့ ကျွန်တော်တို့ရဲ့ဒီမျက်ခင်းစိမ့်တွေပေါ်တိတ်ပြီးတက်လာမဲ့ပလီယာမဟုတ်တာဖြစ်တဲ့အတွက်ပါတီနေရာအစားထိုးတာလုံးဝမဟုတ်ဘူး။ကြံခဲ့တရားဒီလုံးကျွန်တော်တို့ပါတီကိုလုံးဝတော့ရှောက်ကွင်းလေ DN ရိုးမှာတုံးခဲ့ရတယ်။တခါကျရင် Aida ကဒီ right back ချမ်းမှာတုံးလာရှိတယ်။အဲ့ပါတီနေရာအတွက်ကတော့ Zuiman ဒီရောက်လာတာ။အဲ့တော့ပါတီထွက်တဲ့အချိန်မှာရောက်လာတဲ့ Knockers ကိုအလုံးကအမြင်မှားသွားကြတယ်။ဟာ quality player ပြန်မဖြစ်ဘဲနဲ့ဘာကြောင့် downgrade ဖြစ်လဲပေါ့အမေရိကန်တော့ပါတီနေရာကဒါ Knockers နဲ့ဖြစ်ပြီး Zuiman ဒီရောက်မလာခဲ့ရင်ကျွန်တော်ကိုယ်တိုင်ရှေ့ဆောင်နေဆဲမယ်တကယ်ပြောတာ။ ဒါပေမဲ့ကျွန်တော်တို့ခု not cast ကိုကျွန်တော်တို့ကြိုးဆိုလိုက်ရတာကဂျော်ဂျီညိုနေရာအတွက်လောက်ခရစာတတဝါရယ်ဗျာဂျော်ယူကိုကျွန်တော်တို့ရှိတော့တပတ်ကိုပေါင်တသိန်းစွန်းပေးရတယ်အခု not cast ကိုကျွန်တော်တို့ပေးရတာကဟိုသူတို့စီမှာတော့ပေါင်၄000ကျွန်တော်တို့စီရောက်လာရင်ပေးရပေါင်6000လောက်ပဲအဲ့လောက်ပဲပေးရမယ်ဟိုမှာရတဲ့၄000 5000လောက်ပဲပေးရတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးတော့ဒီကစားသမားအာဆင်နယ်ကိုတားလာခြင်းနေလာခြင်းမှာပေါ့ ဒီလိုမျိုး Premier League ရဲ့အလဲလဲအသင်းတွေက process ကောင်းကောင်းနေရှိပြီးတော့လက်ရှိ Champion League နဲ့ကစားပွဲရမယ့်အသင်းတစ်သင်းလေသူတို့ကလာချင်ကြမှာပဲကစားသမားမှာအပြစ်မရှိဘူးတခါကြရင်ကျွန်တော်တို့ Arsenal အသင်းမှာအသုံးမွေတဲ့ကစားမိုက်ပုံနာမျိုးတွေရှိတဲ့ခါကျရင်ကျွန်တော်တို့အပြစ်တရားမှာကဘုတ်ဖွဲ့ခေါ်ခဲ့တဲ့ဘုတ်ဖွဲ့ကိုအပြစ်တရားမှာကစားသမားတော့ခေါ်ရင်သွားမှာပဲကျွန်တော်တို့ဆိုလေ Arsenal ကခေါ်ရင်သွားဆော့မှာပဲကို quality ဘာညာမစင်စောင်းခေါ်လို့တော့သွားဆော့မှာပဲဒါပေမဲ့အဲ့လိုကစားသမားကြီးကဘာ quality ရနိုင်တယ်ဆိုတာကိုဘုတ်ဖွဲ့ကတေချာဆုံးဖြတ်ပြီးတော့မှာ ခေါ်သင့်တယ်အဲ့တော့ Christian Knockout ကိုကျွန်တော်တို့ Euro 7တန်းပေါင်အောင်ဖြစ်ဆိုရင်6တန်း Transfer Market မှာလည်း Euro 7တန်းပဲပေါက်တာဒီကစားမှာတော့ Brentford အသင်းအတွက်196ပွဲကစားထားတယ်73ကိုသွင်း78လုံးဖန်တီးအဝါကတ်44ကနဲ့တိုက်ရိုက်နေတကက် Game Minute ပေါင်15825မိနစ်ကစားထားတယ်အရင်တော့ဒါ Hampers တို့ဘာလို့မှစော့ခဲ့ဘူးတယ်ဒီကစားမှာ ဟိုပြောင်းလာခဲ့တော့က UO 3.5တန်းနဲ့2019တုန်းကဖီယိုနီနာနေပြောင်းလာခဲ့တာအခုသူတို့ကတဝါကြီးသုံးပြီးလို့အာဆင်နယ်ကိုပြန်ရောက်လိုက်တာတော့မှမျက်တည်ပြလို့ရတယ်သူတို့ဗျာဒါ UO 3.5တန်းလေးတန်းထားလိုက်နောက်ထပ်9တန်းလောက်အမျက်တည်ပြီးအာဆင်နယ်ကိုရောက်လိုက်တယ်သူတို့တက်ဆိုလည်းမျက်တည် Brandford မှာအဲ့ဒီကစားသမားဘလောက်ကောင်းလဲဆိုရင်ကိုယ့်စီရောက်လာလို့ပြောတာမဟုတ်ဘူးနော်အာဆင်နယ် Brandford နဲ့တွေ့ပြီးလောကကရရကွေးလက်မှာခတ်နေပြီဆိုကြည့်လိုက်အဲ့ဒီဘဲကလိုက်ပိုင်းနေမာတီနယ်လီပြစ်လဲသွားပြီဒီဘဲပဲ Origas Party အရင်တော့ရှာကိုင်းနဲ့တော့ရှင်ဖိုက်တာအဲ့ဘဲက तू ကကြာပြီလေ2019တွေကရောက်တာအဲ့တော့အဲ့ဒီမှာတော့ तू က196ဘွယ်ကစားထားတယ်ပရီးမီးယားလိအတွေ့အကြုံရင်ကစားမှာအာရီဒါကိုတော့ DM player နဲ့ပတ်သက်ပြီးဥရောပ list တစ်ခုပုံဖွဲ့ရပေးတယ်အဲ့ထက်မှာပရီးမီးယားလိမှာအသားကြပြီးတာအသက်ရွယ်တစ်ခုလည်းရောက်နေခဲ့တဲ့ဒီကစားမှောက်အရန်အတွက်အာရီဒါက recommend ပေးလိုက်တယ်ကြောင်ရွှေရမြန်မြန်ပဲရောက်လာခဲ့တယ်ကျွန်တော်အမြင်ရဆိုရင်တော့ဂျော်ဂျီညိုနေရာအတွက်ဆိုရင်တော့ပို့ပြီး upgrade ဖြစ်သွားတယ်ထင်တယ်အသက်ကြီးရတော့မှန်တယ်ဗျာဂျော်ဂျီညိုနဲ့ပို့ပြီးအားကိုးရမယ် ိုင်းနဲ့အပိုင်းတွေပို့ပြီးတော့ pressing ကောင်းဆော့တဲ့ဘိုင်းတွေနောက်ပြီးလူမိုက်ဆက်ဆန်ကာဆင်နဲ့တွေ့တဲ့အပိုင်းတွေမှာတော့ဒီကစားမသိရကျွန်တော်တို့အများကြီးမျှော်လင့်လို့ရတယ်ဒီဘိုင်းကြံနာတော့အရန်ကုန်ပလေးရပါကဲဒုတိယမြောက် here we go အဲ့ဒါကတော့ Riza Balaga keeper ဒီကစားမနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခေါ်ခဲ့တာစာချုပ်ဖြတ်သိမ်းရေးပေါင်း9တန်းနဲ့ပထမတော့ကျွန်တော်တို့မျှော်လင့်ထားပါဘို့လေ Raya ကိုဖီအားပေးနိုင်မဲ့ဂိုသမားအဲ့ဒါကစပိန်ကိုတမဂျူဝန်ဂါစီယာအစပန်ယူကသူ့ကိုခေါ်ဖို့စူးစမ်းဒါပေမဲ့ဘာစီလိုနာကမအပ်ပါဘူး ပါသွားပြီအဲ့တော့အသင်းကမလုပ်လဲဆိုတော့အမြဲတမ်းလဲရွှေလန်းငွေလန်းဖောက်ခဲ့တဲ့ Chelsea အသင်းရဲ့ player ဖြစ်တဲ့ Ariza Balaga ကီပါကိုသွားပြီးခေါ်လာခဲ့ကီပါရန်ကုန်ထိုင်နေရတဲ့ player မဟုတ်ဘူးနော်ဘုံမမအငားသွော့ဆော့ပြီးတော့နံပါတ်1ကိုသမားဖြစ်နေခဲ့တာလက်စွားလည်းရှယ်ကောင်းအဲ့လိုကိုသမားတဦးကိုချယ်စီးကစာချုပ်ဖြစ်တဲ့ကြီးပေါင်း9သန်းနဲ့လက်လွတ်လိုက်ရတာဒီဘဲစီတစ်ချိန်လုံးကကမ္ဘာစံတကျင်ကိုသမားတန်ကြီးတရက်ဖြစ်တဲ့ Euro 86သမား4သန်းနဲ့ဘီဘာအိုကနေချယ်စီးကိုပြောင်းလာခဲ့တာအဲ့ဒါကိုကျွန်တော်ပေါင်း9သန်းနဲ့ရတာ အသက်ရွယ်တစ်ခုရဆိုရင်တော့အသက်ကြီးလာတာမှန်တယ်ဒါပေမဲ့ Raya ကိုဖိအားပေးနိုင်မယ်အတွေ့အကြုံရင်ကိုသမားတူဦးအနေနဲ့ဆိုရင်တော့ဒါတန်တယ်ပြောလို့ရတယ်ကျွန်တော်ဖြည့်တွေးပေးတာမဟုတ်ဘူးเนาะအရန်အတွက်ခေါ်လေဆိုတာကတန်တယ်အကယ်များ Raya ကိုရှင်းထုတ်မယ်ဒီကိုသမားကိုနံပါတ်1တက်ခေါ်ဆိုတော့ဒါကျွန်တော်တို့ပြောရမယ့်အပိုင်းဖြစ်သွားပြီအဲ့အတွက်ကျွန်တော်မနစ်ကအငားခေါ်ခဲ့တဲ့နတ်တိုထက်ဆိုင်တော့ကီပါသည် အခရစ်တစ်ခုဖြစ်သွားတယ်လုံးဝအသင်းပုတ်ဖွဲ့တော့ကစားမတူဦးဖြည့်တိုင်းဖြည့်တိုင်းမှာတော့ဟိုလာစာအရာရော ကစားသမားပြောင်းရွှေ့ကြည့်ရောအသက်ရွယ်တစ်ခုကြည်ပြီးတော့အရန်နေနိုင်လားဆိုတဲ့အချက်တည်းကြောင့်ရောပြီးတော့အရှိစော်သွားခဲ့တဲ့သူထက်ပိုပြီးကောင်းနေတယ်ဆိုတဲ့အချက်တည်းကိုကြည်ပြီးတော့မှသူတို့ဖြည့်ပုံရတယ်ဒါကအသင်းရဲ့ process တွေအဲ့လို့ဆိုဘီလီယံနဲ့ချီပြီးတော့လေပတ်နေတဲ့အသင်းကြီးတစ်သင်းမှာတော့ဘုတ်ဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကတော့တချို့ပိုင်းကြီးမှားတယ်ဆိုပေမဲ့ဒီပိုင်းတွေမှာတော့ ဟိုကျွန်တော်တူတဲ့အမြင်အရဆိုတော့ကီပါခေါ်တဲ့ကိစ္စမှန်နေတယ်ထင်တယ်တချို့ကတော့ချက်စီးအကြပါညာလို့ပြောရဆိုမှတေချာတွေးချင်ပေါင်၅တန်းနဲ့ဈေးကွက်ထဲမှာအဲ့လိုအတွေ့အကြုံရင်ကိုသမားတူကိုလိုက်ရှာကြည့်ပါမလွယ်ဘူးတစ်ချိန်တော့တော့ तू မရင်ကျက်သေးတဲ့အချိန်မှာဒီနီးပြစာရီနဲ့ပြဿနာတက်ခဲ့တဲ့ကာလတွေရှိခဲ့ဘူးလေဒါရင်ဘာပြောပြောလေအာဆင်နယ်ရောက်လာပြီဆိုရင်လည်းသူ့ရဲ့အမှုချင်းနေပါညာရေပြောင်းသွားပြီမယ်ပြီးတော့ကီပါကိုယ်တိုင်ကလည်းအာဆင်နယ်ကိုတအားပြောင်းချင်တာဘာလို့လဲဆိုတော့သူက Brian ရဲ့အရန်ဖြစ်လာရမယ်ဆိုတာသိတယ် ဲ့မဲ့ Raya အမှားတစ်ချက်လုတ်ပြီဆိုရင်လုံးဝ pressure ပေးနိုင်ဖို့လည်းသူကအပြင်းထန်ကြိုးစားဖို့အတွက်အာဆင်နယ်လာရဆိုပြီးတော့တချို့ report တွေကဖော်ပြထားတယ်။အဲဒါဆိုအသက်30ရစပိန်သားကတော့အာဆင်နယ်ကိုရောက်လာတော့မှာပါ။ချယ်ဆီမှာ163ပွဲ၊ဘီဘောမှာ54ပွဲ၊နောက်ပြီး Real မှာလည်းတွားဆော့ခဲ့မှုတွေပွဲပေါင်း20၊ဘုံမောက်မှာ35ပွဲကစားခဲ့မှုတွေ။မနစ်ကတော့က Premier League 30ပွဲမှာ39ကိုပဲပေးခဲ့ရတယ်။ Clean sheet ဒါ Premier League မှာဆိုရင်10ပွဲ၊ပြိုင်ပွဲစုမှာဆိုရင်9ပွဲရထားတယ်။ 105ကြိမ်ပြိုင်ပွဲစုမှာပုတ်ထုတ်ထားတယ်။လက်စွမ်းကတော့ကြံသေးတယ်။အဲ့တော့သူများတော့မသိဘူးကျွန်တော်တော့ကီပါခေါ်တဲ့အရန်ပိုင်းကိုရောနော့ကတ်ခေါ်တဲ့အရန်အပိုင်းကိုရောကျွန်တော်တော့သဘောကျတယ်။ဒီတော့ပိုကောင်းတဲ့ကစားသမားတွေကိုခေါ်စီကျွန်တော်ဗျာ။ဒါမှမသိရတယ်မဲ့ကိုယ့်အတင်းကပတ်ဆက်လေးနည်းနည်းပိုသုံးရတော့မဆိုရင်မထွက်တာဖြစ်တဲ့အတွက်ခေါ်ပေးတာကိုတော့မှကျွန်တော်တို့မှကျေးဇူးတင်နေရသလိုဖြစ်နေပါတယ်။ကဲနောက်ဆုံးတစ်ယောက်နောက်ဆုံးတစ်ယောက်အကြောင်းမပြောခင်မှာ ကိုထုတ်စီမှာဘောလုံးပွဲတွေလာပြီးဆော့လို့ရပါတယ်။ဘောလုံးပွဲတွေလောင်းမယ်ဆိုရင်တော့ဟာငါတို့ကိုထုတ်စီမှာပဲအကောင့်တော့ဖွင့်တော့မယ်ကွာဆိုတဲ့လူမျိုးတွေကိုကျွန်တော်ကြိုဆိုပါရယ်။တတိယနေ့ကိုလည်းကျွန်တော်နေ့တိုင်းတင်ဆက်ပေးတယ်။ Player Special Review တွေရောနောက်ဆုံး Breaking News တွေရောအများနဲ့လုတ်ပေးတယ်။အဲ့ဒီအတွက်ဒါမျိုးတွေပြပြဝအများနဲ့စူးစမ်းအထောက်ဖို့တော့နောက်ကွယ်မှာကျွန်တော်အင်ကန့်ရှိဖို့လိုအပ်တယ်။ဒါကြောင့်ဘောလုံးပွဲတွေလောင်းမယ်ဆိုရင်တော့ကျွန်တော်လည်း ဒါကော်မရှင်တချို့တဝက်ရတဲ့ကျွန်တော်စီမှာဘောလုံးပွဲလာလောက်မှုအားလုံးကိုကြိုဆိုပါရယ်ဘောလုံးပွဲလောက်မှဆိုတော့ Viber ဖုန်းနံပါတ်တညာကို646 646လုံး303 Telegram နံပါတ်0953 0900တို့မှာဆက်သွယ်ပြီးကစားလို့ရပါတယ်ကဲနောက်ဆုံးအာဆင်နယ်သင်းစီကိုပထမဆုံးရောက်လာခဲ့တဲ့ Hiwi ကိုအဲ့ဒါကတော့ Martin Zubimendi မေလာတည်းရောက်တာဗျာအဲ့မေလာတော့ကအပျော်က ဂျော်လာမှာဟီဝီကိုနောက်တစ်ချိန်ထပ်ထွက်လာလဲတိတ်မပြောကြတော့အခုဇူလိုင်မှာတရဝင်းမိတ်ဆက်တောင်မှပြောပါဦးတော့မသိအောင်ဘာကြောင့်လဲဆိုတော့ကိုစီကိုရောက်မဆိုတိတိကြီးနဲ့ကစားသမားတောင်ပြောလိုက်မြောက်ပြောလိုက်ဖြစ်နေခဲ့တဲ့အတွက်ဒါပေမဲ့ကျွန်တော်နောက်ွယ်မှာကျတော့မာတင်ဇူီမန်ဒီဒီရီယယ်ဆူစီတက်နဲ့အာဆီနယ်အသင်းဂျာကအဂရီမန့်တစ်ခုကြောင့်ဇူလိုင်လကျမှပဲတရဝင်းထုတ်ဖော်လို့ရမယ်အဲ့အတွက်ဂျာထဲမှာသူကတော့ပေါက်လွတ်ပေးစာပြောမှာပဲပေါက်ပန်း40ပေါ့လေမာတင်ဇူီမန်ဒီကကျွန်တော်လက်ရှိမနေ့ကညကပုံမျိုးထွက်သွားခဲ့တဲ့တောမတ်ပါတီနေရာအတွက်ခေါ်လိုက်တာပါ အမှန်တကယ်တော့ဇူမန်ဒီကိုကျွန်တော်ခေါ်လိုက်ပြီးရဲ့အချိန်မှာတောမတ်ပါတီရဲ့အာဆင်နယ်အသင်းမှနေရမယ့်အခမ်းကဏ္ဍသည်ဂျိုဂျင်းညိုလိုဖြစ်သွားပြီ။မင်းနီးပြလိုက်စေရှောက်ချင်လဲရတယ်။အသင်းမှအရန်ကုန်မှထိုင်နေုံပဲ။အရေးကြီးပွဲတွေဘာမှဝင်ဆော့ကြရမလို့တော့ဘူး။လာစာကိုလည်းငါတို့ပထမပမာဏထက်စာရင်ဘလောက်ပမာဏပဲပြီးတော့မှဆိုပြီးတော့ချုပ်လိုက်တယ်။ကျွန်တော်ထင်တာမှမဟုတ်ဆိုရင်တော့ဂျိုဂျင်းညိုလိုလာစာမျိုးနဲ့ဂျိုဂျင်းညိုလိုအရန်ကုန်ထိုင်ခိုင်းလိုက်တဲ့သဘောမျိုးနေပါရဲ။အမှနှစ်ဦးကြားညှိမြတဲ့အတွက်ပါတီကထွက်ခွာလာ။အမှန်တကယ်အာဆင်နယ်အသင်းဘုတ်ဖွဲ့တွေးထားတာကဇူမန်ဒီကို first line နဲ့ ဂျော်ဂျီညိုသွားပြီးရင်ပါတီကိုဂျော်ဂျီညိုနေရာမှာထားမယ်အတိုင်ဒါပေမဲ့ဂျော်ဂျီညိုထွက်ခွာသွားတဲ့ပြုံမှာပါတီပါအဲ့နောက်ကိုလိုက်သွားတဲ့နောက်မှာတော့ကျောင်းနေနော့ကတ်ကိုခေါ်ခဲ့လိုက်ရပေါ့လေအဲ့ကြားထဲမှာတော့အရှိမအစောဆုံးရောက်လာခဲ့တဲ့ဇူအီမဒီရှိနေရာကိုမိတ်နေကြပြီးတော့ပါတီထွက်တဲ့ချိန်မှာချက်ချင်းရောက်လာခဲ့တဲ့နော့ကတ်ကိုပဲအားလုံးအမြင်မှားသွားကြတယ်ကဲဘာပဲထားဖြစ်ဖြစ်ပါအာဆင်နယ်တင်းတဲ့ဆိုရင်တော့ဟိုပါတီကြီးကအရန်ကောင်းခဲ့တာတော့မှန်တယ်ဒါပေမဲ့လာမယ့်ရာသီမှာပါတီဗဒပွဲဆော့တိုင်းမှာဘယ်သူမှမသိနိုင်ဘူး ဲ့ဒါလည်းတခုစိုးရယ်နော်တမတ်ပါတီထွက်ခွာသွားတဲ့နောက်ပိုင်းမှာမာတီဇူမဲဒီရောက်လာတာလောက်ခလာစာရဆိုလဲတတ်တာသွားတယ်အသက်ရရဆိုလဲငယ်သွားတယ်ကလပ်တခုရဆိုလဲပို့ပြီးကောင်းလာတယ်ပို့ပြီးကောင်းလာဆိုပါတီလောက်တော့အင်္ဂလိပ်ကစားဟန်နဲ့အသားကြချင်မှကြာလိမ့်မယ်ဒါပေမဲ့ Nation League တို့ရိုးပြိုင်ပွဲတွေမှာပြထားတဲ့ဇူမန်တီရဲ့ခြေစွမ်းကိုတော့သွားရှုပ်လို့တော့မရဘူး ကျွန်တော်တော့ကြိုက်တယ်အခုကျွန်တော်တို့ကစားသမားနဲ့ပတ်သက်ပြီးမန်တယ်ဘာညာမကြိုက်ဘူးဘာညာပြောနေမှာဒါကလည်းတတိနေရဲ့ခြေကားရေးတောက်ဝင်နေပါပါဇူဟီမန်ဒီအာဆင်နယ်ရောက်လာရင်လည်းကျွန်တော်ညီကိုရဲ့ကျွန်တော်ထထောင်ပို့ပြီးချစ်ကြမဲ့လူတွေများပါလိမ့်မယ်အဲ့တော့ဇူဟီမန်ဒီကတော့အသက်26နှစ်ရဲ့စပိန်လက်ရွေးစဉ်2029ခုနှစ်ထိတော့စူစီနဲ့တက်တန်းရှိမယ်လက်ရှိထိမှာအာဆင်နယ်ရောက်လာပြီးအခါမှာ၅နှစ်စာယူချုပ်မှာပါဒီကစားသမားကိုခေါ်တဲ့ပိုင်းမှာအန်ဒရီဘာတာပြသွားတဲ့လှည့်ကွက်လေးတစ်ခုရှိတယ်ပုံမှန်တိုင်းဆိုအာဆင်နယ်ကစားသမားတူခေါ်တဲ့ခါကျရင်ဈေးတက်တာဟုတ်ပဲတွေးတယ်စာချုပ်ဖြစ်တဲ့ညယူကိုတန်း60 အာဆီနယ်ပုံမှန်တိုင်းဆိုရင်တော့ပေးလိုက်မှာဒါပေမဲ့အန်ဒရီဘာရာဘာလုပ်လဲဆိုတော့မင်းတို့ယူ5တန်းပို့ယူလိုက်ယူ65တန်းပို့ယူလိုက်ကွာအရင်ကယူတန်း60ဒါပေမဲ့5တန်းပို့ပြီးတော့65တန်းယူလိုက်ကွာဒါပေမဲ့ငါတို့ကတော့ဘယ်နှစ်နှစ်အရေးကြတယ်လုတ်ပေးပါပေးချင်လို့ပေးတာမို့လို့ထိုးကျွေးလိုက်တာငါတန်းပို့ပေးပြီးတော့အဲ့တော့ဆိုတော့ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့နောက်ဆုံး3နှစ်နှစ်ပေးရမယ်ဆိုရင်တစ်နှစ်ကိုတန်း20 18တန်းအဲ့လောက်ပဲကြာတော့တဲ့အမောက်ပဲဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ဒီ Zoom Money တယောက်ခေါ်လိုက်တယ်ဆိုရင်ဟာဒီနှစ်ငါတို့လူဝတ်ထား18တန်းပဲပေးရတယ်ဘာညာ F ကိုပြန်ပြီးတော့စတင်လို့ရသွားတယ်ဒါဒီအပိုင်းပေါ့လေ၅တန်းတော့ပို့သုံးလိုက်တာမှန်တယ်ဒါပေမဲ့ဒီလို quality player တူတဲ့ကျွန်တော်တို့ဒီတစ်နှစ်ကိုမှတန်း20 18တန်းအဲ့ပတ်ချလေးပဲကြာတော့မှာပါအဲ့တော့ Zui Mandy ကတော့ injury နဲ့ပတ်သက်တော့ strong ဖြစ်တယ်ဟို2023 2024က41ရက်နားထားလို့ကျန်တဲ့ရာသီဒီမှာ10ရက်6ရက်22ရက်ဒီလောက်ပဲနားထားရတယ်။စုံစီတက်မှာ236ပွဲကစားခဲ့တယ်။19သမီ6လုံးဖန်ရတယ်။အဝါကတ်49ကတ်ထိရဂိမ်းမီပေါင်း19900ကျော်ဆော့ထားတယ်။ကဲ ဲ့တော့ကျွန်တော်ညီကိုဘယ်လိုထင်လဲအာဆင်နယ်သေးအခုဟီဗီကိုလောက်ရတဲ့ကစားသမား၃ဦးမှာဘယ်သူကအတန်ဆုံးလဲအရန်ကစားသမားတွေကရောအာဆင်နယ်ရဲ့ class တစ်ခုမှာရှိလားခေါမဝင်ရောက်ရေးသားပြီးတော့ပါအောင်ဘာပြောပါကျွန်တော်ညီကိုရအသင်းကိုအကောင်းဆုံးဖြစ်စေချင်တယ်ဆိုတာသိပါတယ်ဒါပေမဲ့တချို့ပိုင်းလေးတွေမှာဘုတ်ဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကိုပဲကျွန်တော်ဒီလိုပဲစောင့်ကြည့်ပြီးတော့ပဲကိုအသင်းကိုဆက်ပြီးအားပေးရမှာပါလေကျွန်တော်တို့လုံနိုင်တာဘာမှမရှိဘူးနောက်ဆုံး UK မှာရှိတဲ့ကောင်တွေကတော့ဆန်သားမပြတာဗျာကျွန်တော်တို့ကအနေသားကြီးပဲကဲအဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ